WYC ပြတလုံးကို150ကျပ်အမျိုးသား10ယောက်မှ9ယောက်မူရစ်ဆွဲနေရှမ်းပြည်နယ်အရှေ့ပိုင်းတာချီလိပ်မြို့မှာမူရစ်စေဝါတွေကိုအလွန်တက်တာတဲ့ဈေးနှုန်းနဲ့လွလွကူကူဝယ်ယူရရှိနေပြီးအမျိုးသား10ယောက်ထဲမှာ9ယောက်ကမူရစ်ဆေးသုံးနေကြပါတယ်2020ခုနှစ်စစ်တပ်အာဏာသိမ်းပြီးနောက်ကတာချီလိပ်မြို့မှာ WY စတဲ့ဈေးပြတွေကို ငါးဘက်သုံးလုံးဆယ်ဘက်ဆယ်လုံးအထိပေါ်ပေါ်လောလောရောင်းနေကြပြီးမြန်မာငွေတွက်ကြည့်လိုက်ရင်တလုံးကို150ကျပ်ကနေ250ကျပ်တွင်မဲ့ရှိပြီးတခြားလုံးတလုံးထပ်ပင်ဈေးပိုတက်တာနေတယ်မူရစီပြကအလွယ်တကူဝယ်လို့ရတယ်ဒီဘက်မှာလည်းလွယ်လဲလွယ်တဲ့ဈေးလဲမကြည့်ဘူး WY စီပြတုံးတာများတယ်အသက်73နှစ်74နှစ်ဆိုစံတုံးနေကြပြီလေလို့တာချီလိပ်ဒေတာခန်တူပြောတယ် ဆဲကျော်တက်တွေစမ်းတက်သုံးနေတယ်လို့ကာယလုတ်သားတွေအထူးသဖြင့်ရာဘာချန်လုတ်သားတွေကညဘရာဘာဈေးပူချင်နိုင်ဘူးဈေးသုံးကြတာလည်းရှိတယ်လို့ဒေတာခန်တွေပြောပြပါတယ်။အစပိုင်းမှာဈေးသုံးလို့အလုတ်ပူလုံးနိုင်ပေမဲ့နောက်ပိုင်းမှာမူရစ်ဈေးသားကောင်ဖြစ်သွားပြီးအလုတ်မလုံးနိုင်တော့ပဲလူမှုရေးပြဿနာတွေနဲ့ရင်ဆိုင်ကြရပါတယ်။